မင်္ဂလာပါခင်ဗျာတပတ်တွင်းမှာဖြစ်ပွားခဲ့တဲ့စီးပွားရေးသတင်းတွေကိုပြန်လည်ဖော်ပြပေးနေတဲ့တပတ်တွင်းစီးပွားရေးသတင်းအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါဒီတစ်ပတ်မှာတော့စပားသေးမကြောက်လို့အခြေခံဈေးနှုန်းတက်မှတ်ဝယ်ယူဖို့အစိုးရကကျက်15ဘီလီယံခွင့်ပြုထားတယ်ဆိုတဲ့သတင်းဘူဆက်စစ်ပွဲတွေကြောင့်မလို့အများပိုင်းရင်လိုင်းတွေပြေးဆွဲဖို့အတွက်တရုတ်နိုင်ငံကမှာယူထားတဲ့ယင်း200ကျော်ပိတ်မိနေတဲ့သတင်းတွေအပြင်ဒီတစ်ပတ်အတွင်းမှာရရှိထားတဲ့တခြားစီးပွားရေးသတင်းတွေကိုလည်းစူးစီးပြီးတော့တင်ဆက်ပေးသွားမှာပါပြည်ရင်းပန်တွေက ငွေသွင်းငွေထုတ်လုပ်ငန်းတမျိုးတည်းသာဆောင်ရွက်နေတဲ့အတွက်ကြောင့်မလို့ပြောင်းလဲဖို့လိုအပ်နေပြီလို့ကျွမ်းကျင်သူတွေကသုံးသပ်ပြောဆိုလိုက်ပါတယ်။ဥတိုင်းစင်ကပေးပို့ထားပါတယ်ခင်ဗျာ။ အာဆီယံဒေသတွင်းနိုင်ငံတွေကြမှာမြန်မာနိုင်ငံရဲ့ဘန်လုပ်ငန်းကဏ္ဍတစ်ခုတည်းသာဖွံ့ဖြိုးမှုနှိမ့်ခွေးပြီးနောက်ကျကြံရည်နေတာပါလက်ရှိမှာဆိုရင်ပြည်တွင်းမှာအသက်18နှစ်ပြည့်ပြီးသူ10ဦးမှာတဦးနှုတ်နာဘန်အကောင့်ရှိပြီးအိန္ဒိယနိုင်ငံတွေမှာတော့အသက်18နှစ်ပြည့်ပြီးသူတိုင်းဟာဘန်အကောင့်တစ်ခုအနည်းဆုံးရှိပါတယ်ဒါကြောင့်အိန္ဒိယနိုင်ငံတွေရဲ့ဘန်တွေကဝန်ဆောင်မှုလုပ်ငန်းများစွာနဲ့အတူဖွံ့ဖြိုးမှုကလည်းတိုးတက်မှုတွေရှိနေတာပါဒါပေမဲ့ပြည်တွင်းဘန်တွေကတော့ငွေသွင်းငွေထုတ်တမျိုးတည်းသာဆောင်ရွက်နေတာကြောင့်ဘန်လုပ်ငန်းဖွံ့ဖြိုးဖို့ကြောင်းလဲမှုတွေလုံနေပြီလို့စီဝါရေးပညာရှင်တို့ကထောက်ပြပြောဆိုလိုက်ပါတယ် banking system ဆိုတာဘာကနေပြီးတော့ပုဂ္ဂလိကလုပ်ငန်းရှင်တွေဘလို့ချင်းမလဲဘလို့ treasury bill နဲ့ bond တွေနိုင်ငံခြားဝယ်ပြီးတော့အတိုးနည်းနည်းနဲ့ချင်းမလဲเนาะဘလို့ဒီ banking system မြတ်တိုင်းပြည်စည်းဝါးရေးတုတ်တက်အောင်လုပ်မလဲဆိုတာကိုဒီဟာဝယ်တွေးနေရတဲ့ဘဏ်တွေလုပ်ငန်းကအခုကတော့ငွေရည်သာရယ်ငွေပြန်ပြီးထုတ်တဲ့အခါလှုပ်ထားရယ်ဘလို့ပဲရှိနေတယ်အဲ့တော့ဒီဥစားက speculative ကခုနပြောလို့75%ရဲ့ money supply ကလူတွေလက်ထက်မှာရှိနေတယ် ဲ့တော့ဒါဒီလဲ banking system ကို develop ဖြစ်အောင်လုပ်ဖို့လိုတယ်အချိန်လေးလဲတော်တော်ကြာလာပြီเนาะပြည်တွင်းမှာပြဋ္ဌာန်းထားရှိတဲ့မြန်မာနိုင်ငံရဲ့ငွေကြေးလုပ်ငန်းများဆိုင်ရာဥတွေရပြည်တွင်းဘဏ်တွေရဲ့အစုရှယ်ယာတွေကိုနိုင်ငံခြားသားယင်းနှိမ့်နှံသူတွေအတွက်ဝယ်ယူခွင့်ကန့်သတ်ထားပါတယ်။အကြောင်းဒီကဏ္ဍချက်ကိုပြန်လည်ပြင်ဆင်ပြီးနိုင်ငံခြားသားယင်းနှိမ့်နှံသူတွေကိုဝယ်ယူခွင့်ပေးလာပါကပြည်တွင်းဘဏ်တွေအနေနဲ့အချိန်တိုအတွင်းမှာပဲကြီးထွားလာဖို့ရှိပါတယ်။သူတို့ရှယ်ယာတွေကိုနိုင်ငံခြားသားတွေကိုရောင်းခွင့်ရလာမယ်။နိုင်ငံခြားဘဏ်တချို့ယင်းနှိမ့်နှံခွင့်ဒါပေမဲ့ ရာခိုင်နှုန်းကန့်သက်ချက်တော့ရှိမှာပေါ့တရားရာခိုင်နှုန်းရောင်းဝယ်ရှိတယ်ဆိုတော့မျိုးတော့မဖြစ်နိုင်ဘူးရာခိုင်နှုန်းကန့်သက်တစ်ခုနဲ့ရာခိုင်နှုန်းတစ်ခုတို့တို့ရောင်းချခွင့်ရင်းနှီးမြှုပ်နှံခွင့်နိုင်ငံဘဏ်တွေကိုခွင့်ပြုလို့ရလာပြီဆိုရင်နိုင်ငံဘဏ်တွေရဲ့အင်အားတွေလည်းတိုးလာမှာတိုးလာရင်ပြည်တွင်းဘဏ်တွေကချိန်သိမ့်မကြခင်မှာအကြီးကြီးဖြစ်လာကြမှာပေါ့အဲ့လိုဖြစ်လာကြရင်တော့နိုင်ငံဘဏ်တွေရှင်လို့ရတဲ့အခြေအနေဖြစ်သွားမှာပေါ့ဒီတွင်မှာအစိုးရဘဏ်နဲ့ပဂိကဘဏ်ရေအတွက်28ခုရှိပြီးနိုင်ငံကုစားလေဘဏ်ခွဲရေအတွက်က73ခုရှိပါတယ်ခင်ဗျာကျွန်တော်တိုက်စင်ရင်းပေးပို့ထားတာပါ ြည်ပတင်ပို့နေတဲ့တစ်တွေကိုမြမတစ်များတရားဝင်ဖြစ်ကြောင်းအမခံစနစ်သတ်မှတ်ပြီးတင်ပို့ဖို့အတွက်မြမတစ်လုပ်ငန်းကစတင်ဆောင်ရွက်နေပါတယ်ဦးဒွန်းနွန်သိန်းကသတင်းပေးပို့ထားပါတယ်မြမတစ်တွေကိုတရားဝင်ဖြစ်ကြောင်းအမခံစနစ်ဆောင်ရွက်ဖို့အတွက်ကမ္ဘာစားနေခါအဖွဲ့နဲ့ဥရောပသမဂ္ဂတို့ရဲ့အထောက်ပံ့နဲ့ဆောင်ရွက်နေတာပါ Flat VPA စနစ်နဲ့ပတ်သက်ပြီးနိုဝင်ဘာ25ရက်နေ့ကလည်းရန်ကုန်မြို့မှာတက်တော်အုပ်စုဌာန EU နဲ့တက်တော်ငွေရှင်တွေဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ဒီတက်တင်ပို့တဲ့နိုင်ငံတွေရဲ့ တရားဝင်တင်ပို့နိုင်မှုကိုသူကမြင့်တင်ပေးဖို့အတွက်သူတို့ကစူးစမ်းပေးတယ်အလားတူပဲတရားဝင်တင်ပို့နိုင်ဖို့အတွက်လည်းသူတို့ကဒီသက်ဆိုင်ရာတင်ပို့တဲ့နိုင်ငံတွေရဲ့ rule and regulation တွေကိုသူကဟိုမြင့်တင်ပေးဖို့အတွက်သူတို့ကတောင်းဆိုရဲကျွန်တော်တို့တင်ပို့တဲ့နိုင်ငံတွေကလည်းတရားဝင်တင်ကိုအတက်နိုင်သူတိုက်ဖြတ်ပြီးတော့မှတရားဝင်တင်ပို့မှုကိုမြင့်တင်ဖို့အတွက်စူးစမ်းလက်ရှိမှာတော့မြန်မာနိုင်ငံကတစ်သွေးကိုစင်ကာပူနိုင်ငံကနေတဆင့်ဥရောပနိုင်ငံတွေကိုတင်ပို့နေတာဖြစ်ပြီး EU အသီးမပြုတ်တရားဝင်လက်မှတ်ရရင်တိုင်းရိုက်တင်ပို့နိုင်မှာဖြစ်တဲ့အတွက်နိုင်ငံဝင်ငွေတွေပို့ရနိုင်တယ်လို့လည်းတက်တုံကရှင်တွေကပြောဆိုပါတယ်။ Flat VB စနစ်တဘောအရာတော့မြန်မာတက်တင်ပို့မှုလုပ်ငန်းကိုအစိုးရအဖွဲ့တွေမကပဲပုဂ္ဂလိကအရာဖက်အဖွဲ့စီတွေကပါပါဝင်စစ်ဆွေးမှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီလုပ်ငန်းရှင်တွေကိုဥရောပသမ္မတကဆောင်ကြည့်နေမှာဖြစ်ပြီးအောင်မြင်မှုတွေရှိမှသာ EU အသီးမပြုတ်လိုင်စင်ထုတ်ပေးသွားမှာပါ။မြန်မာနိုင်ငံအနေနဲ့ EU အသီးမပြုတ်တရားဝင်တည်တင်ပို့မှုလိုင်စင်ရရှိဖို့အတွက်လုပ်ငန်းဆောင်ရွက်မှုတွေကို 2015ခုနှစ်မှာစတင်ဆောင်ရွက်နေတာဖြစ်ပြီးလက်ရှိလုပ်ငန်းအစီအစဉ်12ကြိမ်ပြုလုပ်ပြီးလည်းဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ်းပါမြန်မာနိုင်ငံယင်းနှမြုံနံမှုနီးဥပဒေကိုလာမယ့်ဇန်နဝါရီလမှာအပြစ်သက်ရေးဆွဲသွားမယ်လို့ယင်းနှမြုံနံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကဆိုပါတယ်အခုထွက်ရှိမဲ့ယင်းနှမြုံနံမှုနီးဥပဒေမှာတော့စီးပွားရေးစုံတွေတက်မှတ်ပြီးတော့နိုင်ငံသားယင်းနှမြုံနံသူတွေကိုအခွန်ကင်းလွတ်ခွင့်တွေပေးသွားဖို့အတွက်ထက်သွင်းရေးဆွဲထားတယ်လို့ယင်းနှမြုံနံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ် important for the future of ဒီဥတွေကမပီနာကအတွက်သိရေးကြီးတယ်ဒီဥတွေတည်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကခက်ခက်ခဲခဲစူးစမ်းခဲ့ရတယ်ဒီဥတွေကိုနိုင်ငံတကာကလက်ခံနိုင်ပြီးတော့ဆွဲဆောင်မှုရှိတဲ့ဥတွေမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့အစိုးရကကျွန်တော်တို့စီကနေကြံ့ကြံ့တောင်းခဲ့တယ်ဒါကကျွန်တော်တို့ရည်မှန်းချက်ပဲဖြစ်တယ်ဩစတြေးလျနိုင်ငံမှာလုပ်ငန်းရှင်တွေကလည်းမြန်မာနိုင်ငံမှာရေနံနဲ့သဘာဝဓာတ်ငွေ့ပညာရေးမိုင်းနဲ့တပ်ထုတွင်လုပ်ငန်းတွေကိုစိတ်ဝင်စားမှုရှိပြီးတော့ယင်းနှိမ့်မြောင်းနိုင်မှုဥပဒေတစ်ကတော့ဩစတြေးလျနိုင်ငံက လုပ်ငန်းရှင်တွေကိုလာရောက်ရင်းနှီးမြှုပ်နှံမှုအတွက်တွန်းအားဖြစ်စေရလို့ဩစတြေးလျမြန်မာကုမ္ပဏီများအသင်းအမှုဆောင်အရာရှိချုပ်ကပြောပြပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလအထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာတော့ဩစတြေးလျနိုင်ငံကအမေရိကန်ဒေါ်လာ129မီလီယံကျော်နဲ့အဆင့်ဆက်ခွန်မှာရပ်တည်နေတဲ့နိုင်ငံဖြစ်နေပါဗျာ။မူဆန်နယ်စပ်တိုက်ပွဲဖြစ်ပေမဲ့တရုတ်ပြည်ကုံသွယ်ရေးရာဂိုင်နှုန်း80ကျော်အားထရတဲ့ဈေးကြော်တော်နဲ့မန်းမြမာမှာပုံမှန်အတိုင်းပဲအယောင်းဝယ်ဖြစ်နေပါတယ်ဒီသတင်းကိုတာယာကပေးပို့ထားပါတယ်ခင်ဗျာ မူဆယ်နယ်ဆက်ကုံသွေးကြီးလမ်းကြောင်းကနေတဆင့်တရုတ်ကုန်ပစ္စည်းအတွင်းကုန်တွေရဲ့80ရာခိုင်နှုန်းကျော်ကိုမန္တလေးမြို့ကဈေးကျော်တော်နဲ့မန်းမြမာမှာအထားရောင်းဝယ်ရပါတယ်။နိုဝင်ဘာ20ရက်နေ့မူဆယ်နယ်ဆက်ပဲတိုက်ပွဲဖြစ်ပွားလို့ကုံသွေးကြီးလမ်းကြောင်းတွေပိတ်ခဲ့ရပေမဲ့ကုန်ပစ္စည်းလောင်ထားတာတွေကြောင့်ဈေးကွက်ပြတ်သွားတာမရှိပါဘူး။မူဆယ်လမ်းကြောင်းပိတ်တဲ့အတွက်ကျွန်တော်တိတ်ပြီးတော့ထိခိုက်လောက်ဆရာအကြောင်းရှိတော့သူကလည်းဒီပေါ့နော်ဒီယာတွေဖြစ်တဲ့အတွက်ပေါ့နော်အကုန် ကုန်ပစ္စည်းတွေဟိုပြတ်တောက်သွားနိုင်တယ်ဘာညာဆိုအဲ့လိုပေါ့ဈေးကမောက်ကမဖြစ်အောင်မနိုင်လို့မျိုးပြောတဲ့နေတာရယ်ကျွန်တော်တို့အတွေ့အကြုံကတော့ဒါဈေးနှုန်းတက်သွားဖို့လည်းအကြောင်းမရှိဘူးလို့ပစ္စည်းပြတ်တောက်သွားဖို့လည်းအကြောင်းမရှိဘူးမန္တလေးမြို့ပေါ်ကိုတရုတ်ကုန်ပစ္စည်းတွေအများဆုံးဝင်ရောက်တာကကုန်းလန်းဆိုရွှေလီချင်းရွှေဟော်မူဆယ်နှစ်ဘက်ဖြစ်ပြီးဗမော်ဘက်ရေချောင်းလန်းကနေတဆင့်ဝင်ရောက်တာတွေရှိပါတယ်။နိုဝင်ဘာ21ရက်နေ့မှာဒေါ်လာဈေးနှုန်းနဲ့တရုတ်ယွမ်ဈေးနှုန်းတွေမြင့်တက်ခဲ့လို့ကုန်စည်ဈေးနှုန်းအနည်းငယ်တက်ခဲ့ရတာတွေလည်းရှိပါတယ်။ ဝေစစ်တက်တဲ့အချိန်ရယ်ပြီးတော့ခါကြတော့ဒီလိုမျိုးခြေနေမြင်တက်တဲ့အချိန်ရယ်ဆိုတော့ခါကြတော့တရားကိုအမားတို့ကတော့ဘယ်လိုလဲဆိုတရားကို၅ချက်နှုံနဲ့၁၀နှုံကြားထဲမှာတက်ရောက်နေဆက်ဘက်ငွေလက်လည်နှုန်းထားကနိုဝင်ဘာ24ရက်နေ့မှာတရုတ်ငွေတရံကမြန်မာငွေ192ကျပ်ဖြစ်ပါတယ်ဒေါ်လာငွေဈေးကလည်းတဒေါ်လာကိုမြန်မာငွေအမြင့်ဆုံးဈေး1356ကျပ်တိရှိပါတယ် ။လက်ရှိရဲ့အခြေအနေမှာကွန်ပျစီတုံ့နှောင်းထတာတွေကိုထိန်းရောက်နေရတာကြောင့်နောက်ပိုင်းမှာကုန်သွယ်ရေးလမ်းကြောင်းတွေအဆင်ပြေဖို့အစိုးရကစောင်ရွက်ပေးဖို့မျှော်လင့်တဲ့အကြောင်းကုန်တယ်နဲ့ဈေးဆိုင်ရှင်တွေကမှတ်ချက်ပြုပြောဆိုပါတယ်။ကျမကတာယာပါရှင်။မူဆယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်မလို့အများပိုင်ရင်လိုင်းတွေပြေးဆွဲဖို့အတွက်တရုတ်နိုင်ငံကနေမှာယူထားတဲ့ရင်းအစည်းရေ200ကျော်ဟာမူဆယ်မှာပြိမိနေပါတယ်။ကျော်စရဲကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့ရင်းမှာမြားပိုင်ရှင်းလိုင်းတွေကို January 1ရက်နေ့မှာစတင်ပြည့်စွဲနိုင်ဖို့စီစဉ်နေတာတွေရှိနေပါတယ်။ ဒီလိုပြေးဆွဲနိုင်မှုအတွက် ကားတွေကိုမှားယူတဲ့နေရာမှာတရုတ်နဲ့ကိုရီးယားကားတွေကိုအများဆုံးမှားယူထားတာပါလက်ရှိမှာတော့မူဆယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်တရုတ်နိုင်ငံကမှားယူထားတဲ့ယင်စီး200ကျော်ကမူဆယ်မှာပိတ်မိနေပါတယ်210 210ကကျွန်တော်တို့ဘာပေါ့မူဆယ်ကနေစဖြတ်စင်းဖြတ်စင်းမှာဖြတ်စင်းမဲ့ကားတွေကအခုကမစင်းနိုင်ဘူးဖြစ်နေတယ်အဲကျွန်တော်တို့မှလည်းအဲ့ဟိုတရရတလ2019မှာပြေးဆွဲမှုအတွက်ကိုလည်းဒါလည်းကောင်းခဲ့စရာဖြစ်နေတယ် ဒါနဲ့ရတဲ့အစည်းပေါ့ဟိုဟွန်တိုင်းနေရမယ်ဟွန်တိုင်းနေဟွန်တိုင်းနေရအောင်ထွက်မယ်ကျွန်တော်တို့အဲ့ဒီရက်တလ2000ဆပေါ်မှာကျွန်တော်တို့ WPG ကုမ္ပဏီနဲ့စနိုင်အောင်ကျွန်တော်တို့ကျူသွားပါအောင်ပြည်ထောင်နိုင်ငံကနေမှာယူထားတဲ့ကားတွေကနယ်မြေခြေနေတွေအေဂျင့်သွားမှမူဆယ်ကိုဖျက်ကျော်ပြီးရန်ကုန်ကိုပို့ဆောင်သွားမှာဖြစ်ပါတယ်အဲဒါတော့ဟိုနည်းနည်းတော့ဟိုနောက်ကျမယ်လို့မြင်ပါတယ်ဘာကြောင့်နောက်ကျမလဲဆိုကားတွေကအစည်းလိုက်မောင်းဆင်းရမှာဖြစ်တယ်မောင်းဆင်းရတော့နယ်မြေမအေဂျင့်မနဲ့ဦးလေးတို့က ဒါမောင်းဆင်းဖို့ဟာလာဦးလေးတော်စီကိုဟိုရောင်းမဲ့ကုမ္ပဏီကလည်းမောင်းဆင်းမယ်လို့မထင်ပါဘူး။အများကြီးရင်လိုင်းနေစတင်ပြည့်ဆွဲချိန်ထိတရုတ်နိုင်ငံကကားတွေမရောက်သေးရင်တော့ခြားကားတွေနဲ့အစားထိုးပြည့်ဆွဲသွားနိုင်ဖို့အတွက်ကြိုတင်စီစဉ်တာတွေလည်းရှိနေပါတယ်။တရုတ်နဲ့ကိုရီးယားကနေမှာယူထားတဲ့ကားတွေကတော့2006နဲ့2009မော်ဒယ်ယာဉ်တွေပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ကြော်စရာပါ။တစားတဲမှာပဲရန်ကုန်မှာပုဂ္ဂလိကရင်လိုင်းတွေဇန်နဝါရီလ၁ရက်နေ့မှာစတင်ပြေးဆွဲဖို့ရှိတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရန်ကုန်မြို့တွင်းမှာပုဂ္ဂလိကအများပိုင်းရင်လိုင်းတွေကို ဇန်နဝါရီလ၁ရက်နေ့မှာစတင်ပြေးဆွဲနိုင်မှုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကညွှန်ကြားထားတာပါ။ရင်လိုင်းပိုင်ရှင်တွေကတော့ပုတ်ကလေးကရင်လိုင်းတွေစတင်ပြေးဆွဲချိန်မှာတော့အခက်အခဲတွေရှိနိုင်တယ်လို့ဆိုပါရတယ်။အဲ့ကား၄၀၀နဲ့၁၂စီးဦးလို့ရောက်လာပြီးဆိုရင်ကားအစ်ကြီးပဲဦးလို့မာလာတာပေါ့နော်။၄၀၀၁၂စီးရောက်လာပြီးဆိုရင်ထားစရာနေရာတကယ်ရန်ကုန်မြို့ကထားစရာတော်တော်ရှားနေတယ်။အဲ့လောက်ဦးလို့ဘာလို့တောင်းထားလဲဆိုတော့အစိုးရဖွဲ့ဦးကတင်ပြတောင်းဆိုတာကဘယ်နေရာကိုတောင်းဆိုတာလဲဆိုတော့တိုက်ဆန်ကွင်း ဟိုမှာလွတ်နေတဲ့နေရာတွေရှိပါသေးတယ်အဲ့ဒါတွေကိုကားထားဖို့နေရာပေးပါဆိုပြီးတော့တောင်းဆိုထားတယ်အဲ့တော့အဓိကအခက်ခဲသည်အခုဖြစ်နေတဲ့အဓိကအခက်သည်ဒီကားစီး412စီးကိုဘယ်လိုထားမလဲဆိုတဲ့အခက်ခဲပဲအခုအချုပ်နေရတာလက်ရှိအချိန်ထိတော့အများပိုင်းရင်းလိုင်းတွေပြေးဆွဲဖို့အတွက်လမ်းကြောင်းတတ်မှတ်တာမျိုးတွေမရှိသေးပဲတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ဒီဇင်ဘာလအတွင်းမှာတတ်မှတ်ပေးသွားဖို့ရှိနေပါတယ်မြောက်ပိုင်းရင်းလိုင်းတွေစတင်ပြေးဆွဲရင်လက်ရှိမြို့တွေမှာပြေးဆွဲနေတဲ့ခီးသက်တင်ရင်တွေဟာမြို့ရင်း6မြို့နယ်ကိုဝင်ရောက်ပြေးဆွဲခွင့်ရှိမှာမဟုတ်တော့ပါဘူး။လက်ရှိမှာတော့ ရင်ပိုင်ရှင်တွေအများစုကအများပိုင်စနစ်ကိုပြောင်းလဲပြေးဆွဲဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်နေတာ80ရာခိုင်နှုန်းအထက်ပြီးစီးနေပြီလို့ပြောပါတယ်။ပြေးဆွဲမဲ့ရင်တွေကိုပုံမစနစ်ကြအောင်လို့ကားပေါ်မှာ CCTV နဲ့ GPS စနစ်တွေကိုတပ်ဆင်ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။စပားသေးကြာဆင်းမှုတွေဆက်ပြီးတော့မဖြစ်ဖို့အတွက်အစိုးရကအခြေခံဈေးနှုန်းသတ်မှတ်ဝယ်မှာဖြစ်ပြီးတော့အဲ့ဒီအတွက်ကျပ်15ဘီလီယံခွင့်ပြုထားရလို့မြန်မာနိုင်ငံစံစပားအသင်းချုပ်ကတဆင့်သိရပါတယ်။ဒီသတင်းကိုတော့စိုးမိုးအောင်ကပေးပို့ထားပါတယ်။ မြန်မာနိုင်ငံကမိုးရွာဘာဆိုင်ပြိုကြတဲ့လယ်သမားအများစုဟာရာသီဥတုဖောက်ပြန်ပြီးလယ်ယာပျက်စီးဆုံးရှုံးမှုတွေများနေတဲ့အပြင်စဘာသေးကြာစင်းတဲ့အတွက်စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။စဘာသေးကြာစင်းတာဟာအရင်နှစ်ထက်ပြည်ပတင်ဖို့တဲ့စံတန်ချိန်နှစ်သိန်းခန့်ရော့ချခဲ့တာ။ရာသီဥတုဖောက်ပြန်တဲ့အတွက်စဘာရည်အတွေ့ကြာစင်းတာကမ္ဘာစံသေးကလည်းကြာစင်းနေတာကြောင့်စဘာသေးကြာစင်းခဲ့ပြီးလယ်သမားတွေရှုံးနေရင်ဆိုင်နေရတာပါ။ အဲ့ဒီလိုစပါးစစ်ကြာဆင်းနေတာကိုထိန်းကြီးဖို့အစိုးရအနေနဲ့အခြေခံဈေးနှုန်းသတ်မှတ်ပေးပြီးဝယ်ယူမှာဖြစ်ပါတယ်။လက်ရှိအနေအထားမှာတော့မလုပ်နိုင်ကြတဲ့ဆိုရင်ဒါအစိုးရဟိုလည်းကျွန်တော်တို့အင်များရဲကြောင်မလို့အစိုးရကလည်းအခြေခံဈေးနှုန်းတစ်ခုနဲ့စပါးဝယ်ဖို့ဒါမနေ့ကပဲကျွန်တော်ဒီ15ဘီလီယံခွင့်ပြုရတော့ကျွန်တော်သိရတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့အနေနဲ့ဘီဘဂျီတို့ဂျီလက်မှတ်ရေးထိုးတဲ့အောင်အစိုးရဘက်ကဆောင်းဝန်းနေရယ်။ဒါဒီထဲဈေးကျမယ်ဆိုရင်လည်းစပါးအတန်းကိုနိုင်ငံခြားကိုတင်ပို့နိုင်အောင်ခွင့်ပြုမယ်လို့ကျွန်တော်ပြောပါတယ်။ ျွန်တော်မြန်မာနိုင်ငံစံတမားလုပ်ငန်းစံတမားအသင်းချုပ်အနေနဲ့ကလည်းကျွန်တော်ဘီဘကိုတန်ချိန်၃သိန်းလောက်တင်ပို့နိုင်အောင်ဆောင်ရွက်နေပါတယ်။အာဖရိကနိုင်ငံတွေရဲ့ဥရောပနိုင်ငံတွေအာဆီယံနိုင်ငံတွေကိုတင်ပို့ပါမယ်။မြန်မာနိုင်ငံစံတမားအသင်းချုပ်အဖွဲ့ဝင်တွေဖြစ်တဲ့စံတမားကုံတွေနဲ့စံဆက်ပန်ရှင်တွေကလည်းအခြေခံဈေးနှုန်းတစ်ခုသတ်မှတ်ပြီးဝယ်ယူဖို့ရှိပါတယ်။စပါးတွေဟာခုရပိုင်းအတွင်းအနေငယ်ပြန်တက်လာပြီးလေသိန်းရောက်ကိုဆက်လက်ကြာဆင်းမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံစံစပါးအတင်းချုပ်ကပြောပါတယ် မြန်မာနိုင်ငံစံတမားတင်းကျောက်ကလက်သမားတွေရာသီဥတုဖောက်ပြန်တဲ့အတွက်စံမျိုးစစ်အချင်းကိုပြန်ဆက်ရမယ့်ရက်ကိုနောက်ဆုတ်ပေးဖို့နဲ့ပျက်စီးဆုံးရှုံးသွားတဲ့အပေါ်ထောက်ပံ့ပေးဖို့အစိုးရကိုတိုက်တွန်းထားပါတယ်။အဲ့ဒီတောင်းဆိုမှုပေါ်အစိုးရကစံမျိုးစစ်အချင်းကိုပြန်ဆက်ဖို့ရဲ့နောက်ဆုတ်ပေးဖို့သဘောတူညီခဲ့ပါတယ်။ဒီစဘာပြက်တယ်ဆိုတော့လက်သမားတွေမှာတော့အခက်အခဲတော်တော်ကြုံတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဘေးရဆွဲထားတဲ့ငွေတွေကိုယ်ကပေးရမှန်းနဲ့အခုဒီအခုဆိုရင်ဘေးရဆွဲပြီးတော့ အလုပ်လုပ်ထားတာမိုးရောနူရောဆွဲထားရတာလေဆွဲထားရတော့ဒီငွေကိုပြန်ပြီးတော့ပေးနိုင်မပေးနိုင်ကွာချိန်စားရတာခုနှစ်တွေတုန်းကလည်းဒီလိုပဲအခက်အခဲတွေကြုံခဲ့လို့လေဒီတချို့ကကျွေးနဲ့ထိုးပေးရတာတွေရှိတယ်ဒီနှစ်ပါကျွေးထိုးပေးရရင်ကိုစားဖို့မရှိတော့ဘူးကုန်ပြီအရင်နှစ်ကမိုးစဘာပေါ်ချင်း ARI တိုင်းဒေသကြီးအတွင်းမှာပေါ်ဆမ်းမွေးတင်းတရာကို၉သိန်းခန့်ငစင်စဘာတင်းတရာကို၅သိန်းခန့်ရှိခဲ့ပါတယ်အခုနှစ်မိုးစဘာပေါ်ချိန်မှာတော့ပေါ်ဆမ်းမွေးတင်းတရာကိုငွေတက်၆သိန်းခန့်နဲ့ ကစင်တဘာချင်းရကိုတုံးသိန်းဝန်းကျင်သာပေါ်သေးရှိနေပါတယ်။ဒေယဆိုင်ပြိုးရေးကဏ္ဍဟာတိုင်းပြည်အတွက်အရေးကြီးတာကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုအကျိုးရအနေနဲ့ရေတိုရေချေစီမံကိန်းတွေချပြီးတောင်ရက်ဖို့လို့ကြောင့်နှစ်စစ်စဘာစစ်ကြစင်တာရာသီလိုဖောက်ပြန်လာတဲ့ကြောင့်အကျိုးရအနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့မြန်မာနိုင်ငံစံစဘာတင်းကျုပ်ကပြောပါတယ်။ကျွန်တော်ဆိုမှုပါပါ။ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်မှုအတွက်အစိုးရအဖွဲ့ကဒုသမရဦးမြင့်စွေဦးဆောင်တဲ့ဝင်ကြီးဌာနဘောင်းဆောင်ကတာဝန်ရှိသူတွေနဲ့ ပြည်ရင်းလုပ်ငန်းရှင်တွေလာစဉ်တွေ့ဆုံပြီးတော့လိုအပ်ချက်တွေဖြည့်ရှင်းပေးနိုင်မှုစီစဉ်နေတာပါဒီတွေ့ဆုံမှုကိုလည်းဒါမဲ့ဒီဇင်ဘာလ၁ရက်နေ့မှာတွေ့ဆုံသွားမှာဖြစ်ပြီးတော့လုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်တွေကိုဖြည့်ရှင်းပေးနိုင်မယ်လို့မျှော်လင့်နေပါတယ်အရင်တော့ဦးမြင့်စွေကဟိုဆက်မှုဆောင်ဖွံ့ဖြိုးရေးဆိုပြီးလုပ်တာတခုတည်းတောင်မှဟိုတစ်လတစ်ကြိမ်လုပ်တာဒီနေ့ကိုအဲ့ဒီတစ်ကြိမ်မှာ၄နာရီလောက်ကြာတယ်အဲဟိုလုပ်ရတာဆိုတော့ဒီအသင်းပွဲပေါင်းဟို50 60လောက်ဆိုတော့တော်တော်ကြီး ဟိုအဲ့ဒါတော့ဒါလူကြီးတွေကတော့ဘယ်လိုရှင်းမလဲဆိုတာရှိပါတယ်တချို့ ware တွေတူဝအောင်သူဟိုတက်ဆန်တက်ဆန်ဝင်ကြီးတွေနဲ့အရင်ရှင်းနော်သူဟိုတယ်ဆိုဟိုတယ်ခကြီးပေါ်လေဝင်ကြီးရရှင်းရှင်းလာပြီအဲ့ရလိုအပ်တဲ့ဟာတချို့ ware တွေကမလိုအပ်တာတွေကတော့ဟိုသူတို့တင်ပြီးသွားတာပြီးမပြီးတဲ့ဟာတွေတက်လာစုလိုက်ရင်အလုံးဟိုဟာအချက်လက်တွေနည်းသွားမယ်ဆိုရင်ဟိုဟိုဖြည့်ရှင်းနိုင်လို့မထင်ပါတယ်လက်ရှိမှာဆိုရင်လည်း အစိုးရအဖွဲ့ကမိမိတို့လက်ထက်မှာပြည်တွင်းစီးပွားရေးဟာတုံ့ဆိုင်မှုရှိနေတဲ့အကြောင်းကိုဝန်ခံပြီးပြောဆိုထားပါတယ်။လက်ရှိအစိုးရတက်လာပြီးတဲ့နောက်ပြည်ပရင်းနှီးမြှုပ်နှံမှုကတိတာတဲ့ဝင်ရောက်လာမှုမျိုးမရှိသေးတဲ့အပြင်နိုင်ငံတကာနဲ့ကုန်သွယ်မှုမှာလည်းပို့ကုန်တင်ပို့နိုင်မှုကကြာဆင်းနေတဲ့လို့ကုန်သွယ်မှုလုံငွေတွေကလည်းရှိနေသေးပါတယ်ခင်ဗျာ။ဒီဘက်တွင်မှာထူးထူးခြားခြားဖြစ်ပေါ်ခဲ့တဲ့စီးပွားရေးသတင်းတွေကိုစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာပါ။နောက်တစ်ပတ်တွင်မှာလည်းထူးခြားတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါ။ဒီဗီဒီယိုကိုကြည့်ရှုအားပေးကြလို့ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်တာနိုးပဲပါ။